အရန်လိုက်ဝေးဖြစ်တာအရန်မိုက်တာအရန်တိုက်တာမင်းတို့အရန်တိုက်တာလို့လို့ပြောမှလို့မသိဘူးဒီနေ့ကြောင့်တော့ Amazon Sunscreen ကို preview ပေးမယ်။ဒီ Sunscreen က Amazon သုံးနေရ။တစ်နှစ်ကျော်လောက်ရှိရောနော်။အခုမှ review လုပ်ပေးဖြစ်တယ်။ဒီ Dr. Santi က Sunscreen ဖြစ်ပါတယ်။သူကကြတော့ dermatologist ထုတ်ထားတဲ့ aesthetic brand ပေါ့နော်။ Sunscreen လိမ့်လို့ရှိရင် two finger method နဲ့လိမ့်ရမယ်ပေါ့နော်။ two finger method ဆိုရင်လည်းအိမ်ထဲချိန်ကြောင်လို့ရှိရင်လည်းနည်းနည်းများများထည့်လိမ့်မယ်နော်။ဒါမှနေအောင်ချီရော ီဒီယိုကကောက်ွယ်နိုင်မယ်။ Amazing sunscreen တွေလို့ရှိရင်ပထမအချက်က UV UVB ကိုကောက်ွယ်တဲ့အချိန် solution ဖြစ်ရမယ်။ဒုတိယအချက်တော့တချာရန်ရည်ကြီးရယ်။ဘာလို့လဲဆိုတော့ sunscreen ကကြာတော့လိမ့်လာလို့ရှိရင်တချို့ sunscreen ဆိုရင်ပြာသွားတာလို့တူပိတ်ပိတ်နေနဲ့ဖြစ်တဲ့အဲ့ဒါလုံးဝမဖြစ်ဘူး။ပြီးတတိယအချက်ကကြာတော့ makeup တာနဲ့ရန်ဖြစ်နေဟာတယ်လို့ဆိုတော့ sunscreen ကလိမ့်လာလို့ရှိရင် makeup တာနဲ့ရန်ဖြစ်နေရတယ်ဖြစ်တဲ့အဲ့လိုမဖြစ်ဘူး။ဒီသုံးချက်လုံးအရန်ပြွားရတဲ့ကြောင့်မေဒီ sunscreen သုံးနေရနှစ်ချီရှိနေပေါ့နော်။ဒီ sunscreen သုံးလို့ရှိရင်နည်းနည်းချင်းစီလိမ့်ပေါ့နော်။နည်းနည်းချင်းစီတစ်ဆင့်ညီမတစ်ဆင့်လေး အရန်လိုက်ဝေးဖြစ်တာအရန်မိုက်တာအရန်တိုက်တာမျိုးလည်းမေဆင်မနစ်ကာဒီလိုချင်းချင်းမှပြန်လို့ခင်ဗျာဒါစမ်းသုံးနေရပါတော့မေဆင်အမေရောမေဆင်တကယ်ချင်းနေရောစမ်းသုံးခိုင်းတာသူတို့လည်းတော်တော်ကြိုက်နေမေဆင်တကယ်ကြောက်ဆိုလို့ရှင်စမ်းစွင်တုံးအများရဲ့ဝက်ချန်ပေါက်လို့သူစမ်းစွင်တုံးကမှာအများရဲ့လက်တော်နေပါတော့ဒါပေမဲ့ဒီစမ်းစွင်တုံးကလောကဘယ်လိုဝက်ချန်ပေါက်တာလည်းမရှိဘူးတို့ကကြောက်တဲ့မျိုးနေရလို့ရှိရင် glory type ကိုရစီရပါတော့။မင်းစရအဲ့လို sunscreen နဲ့ glory type ဖြစ်တာကိုဝင်စင်အရင်ကြိုက်တယ်။ဘာလို့လဲဆိုတော့အပေါ် foundation ထပ်လင်းလိုက်လို့ရှိရင်ကြာလေး foundation ဝင်လေပြီးရင်အသားအရာလည်းပိုဝင်လေပြီးစ skin ကလည်းချောက်ချောက်ရမှာဖြစ်ပါတော့။ဒါကြတော့မင်းစင် one thing ကလည်းပြီးပါပါ။ပုံမှန် sunscreen တွေရဲ့ ingredient list တွေကိုကြည့်လိုက်လို့ရှိရင်ပထမကရေပေါ့နော်ရေဖြစ်တယ်။ဒါပေမဲ့သူကကြတော့ရေစားကို chamomile floral water သုံးလိုက်။အဲ chamomile ကကြတော့အသားရေနေရတာလို့ပြန်လာ inflation ဖြစ်တာလို့သူကအရန်ကောင်းတော့အဲ chamomile က ဒုတိယ ingredient ကျတော့ azoline ဆိုတဲ့ ingredient ပေါ့နော်သူက shooting ဖြစ်စရာပေါ့နော်မျက်နှာကိုဆူဆူဝင်းဝင်းလေးနဲ့ဖြစ်စေတယ်ပြီးရင်တတိယ ingredient ကျတော့ hyaluronic 11 type ဆိုတဲ့ complex ပါတယ်အဲအကြောင်းကိုလည်းကွာ design screen လိုက်လိုက်လို့ရှိရင် အရန်ကိုမျက်နှာပြောင်ပြောင်ဆူဆူနေဝင်းဝင်းနဲ့ဖြစ်နေကြရပါတော့။သူက all skin type တုံးရတယ်။အာ sensitive skin တွေဆိုလည်းစိတ်တခြားတုံးရ။အရန်ကြိုက်တာအရန်ကြိုက်တာလည်းလို့ပြောမယ်လို့ကြည့်ရ။ဒီ sense ကရောအရန်ကြိုက်ရတဲ့အချက်ကမေဆန်သူ့အပေါ်မှာ foundation ထပ်လိုက်လိုက်လို့ရှိရင်မျက်နှာ makeup တာတော်တော်လာစေရဲ့ဒါအရေးကြီးဆုံးအချက်ပဲဆိုတော့တော်တော်များများ sunscreen ကြီးအရန်စိတ်နေရတယ်သူကဒီ sunscreen လိုင်းအစင်ကြီးရဲ့သူ့အပေါ်မှာ makeup တာထပ်လိုက်လိုက်လို့ရှိရင်အာ problem တခုဖြစ်တယ်ပေါ့နော်ဒါရီအကုန်လုံး soft လုပ်ပြီးလို့မေဆန်ဒီ sunscreen နဲ့စတော့ဖြစ်နေအောင်ပေါ့နော်အခုက foundation လေးလိုင်းမယ်ပေါ့နော် ဒီဆန်းခင်ကြောင့်မလိမ့်လိုက်တဲ့ foundation အရန် glow ဖြစ်စေပါဘူး။ဒါကြောင့် foundation လည်းမိသားစုရဲ့ support နော်။ပြန်ကြိုက်တယ်။အဲဝုန်းဝင်းပြောင်ပြောင် glow ဖြစ်နေ။ဘုတ်စင်ကတော့ဘက်ကိုထပ်ပေါ်ပြီးကောင်းလာစေတယ်လို့ပေါ့နော်။မင်းစလတ်ထဲမှာ sunscreen တွေရောအများကြီးပဲဒါတော့မှဆူရတော့ပဲပြတာမြန်မာပြည်ကတော့တုံးတဲ့ဟာတွေကမင်းစမတင်လာတော့ဘူးနော် ော့ sunscreen တော်တော်များလိမ့်ပြီးတော့ကြာလို့ရှိရင်အစီအပိုပြီးတော့ပြန်လာတာလို့မျက်နှာညစ်သွားတာလို့မဲညစ်သွားတာလို့အဲ့ဒါအများကြီးအောင်နော်ဒီ sunscreen လုံးဝမဖြစ်ဘူး skin care တွေထဲမှာ sunscreen ကလုံးဝကောင်းကောင်းလေးကို investment လုပ်တင်တယ် sunscreen အကြောင်းကိုစိတ်ကြိုက် budget ဖြစ်အောင်လို့ဆိုပြီး randomly buy လုပ်လို့မရဘူးဘာလို့ sunscreen က quality တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်ဈေးလဲစကားပြောရပေါ့နော် sunscreen အကြောင်းပေးရတဲ့ဈေးနဲ့ကိုပြန်ရ quality နဲ့က အရင် fan ဖြစ်တယ်လို့မေစံပြောလို့ရတယ်အရင်နဲ့စိတ်မချီးဘောเนาะသူ့ quality နဲ့ရှင်ပြောဘောเนาะဒီ Dr. Sandy ဆိုရဲ့ sun screen ကကြတော့2003ခန်းကနေသူတို့စပြီးတော့တည်ထောင်လာတဲ့ brand ဖြစ်တယ်အခုဆိုလို့ရှိရင်ကိုရမှာ aesthetic clinic တွေနဲ့ပတ်နာလုပ်ထားတာ9000လောက်ရှိရေဘောเนาะ aesthetic clinic 9000 wow အဲ့တော့ quality ကိုလုံးဝတောက်ဖြစ်နေကြမလို့ပဲနဲ့စိတ်ချထားတဲ့သုံးရတယ်ဒါဘူးမေစံတမှုတမှုသုံးပြောတော့ comment ပေးထားတာမဟုတ်ဘူး review လုပ်ပေးထားတာမဟုတ်ဘူးမေစံဒါဘူးတမိတ်ကြောသိချာလေးစမ်းသုံးတယ်ပြီးမြမကြီးမှာရှိတဲ့တငယ်ချင်းတွေကိုလည်းမေစံစမ်းသုံးခိုင်းပြီးသူတို့ရဲ့ approve ရထားပြီးတော့မှမေစံ review သုံးမှာတင်ပေးထားဖြစ်တယ်ဘောเนาะ ်မင်းစတော်များများလည်းမေးပါတော့စမ်းချင်ပါတော့လည်းပါဆိုခုမှအဲ့ချိန်မှာမင်းကအဖြစ်မရှိနေပါဆိုကိုကစမ်းတော့တဲ့ကာလပဲရှိတရားဖြစ်တဲ့အကြောင်းပေါ့နော် finally registry မှာအခု sunscreen တင်ပြီးထားပါပြီပေါ့ဝယ်လို့ရပြီပေါ့နော်